ကျမ်းမာတော်မူကြပါစေခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့အော်တိုဘားလ16ရက်နေ့နေ့လည်ခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာယံပါဒီ channel လေးကမြေပြင်ချင်းတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါရခင်ဗျာပထမဆုံးတင်ဆက်ပေးကြတဲ့ကတော့လူအများသိချင်နေကြတဲ့နေ့ရက် viewer ကအခြေအနေအေးအေးထုတ်ပြန်ချက်ထဲမှာဖော်ပြခဲ့ကြောင်းတင်ဆက်ပေးပါမယ်အများပြည်သူတွေစိတ်ဝင်စားသိချင်နေကြတဲ့နေ့ရက် viewer ကအခြေအနေနဲ့ပတ်သက်ပြီး arakat.ae ရဲ့ ယမနေ့အော်တိုဘားလ15ရက်နေ့နေဆွဲနဲ့ထုတ်ပြန်တဲ့သတင်းထဲမှာဖော်ပြထားပါတယ်။နေရီကန်ဘျူဟာဂုံးကိုအပိတက်သိမ့်ပတ်ရယူဖို့အတွက်အနေငယ်သောလက်ကျန်နေရအချို့ကိုထူးဆစ်စင်တိုက်ခိုက်နေရစေဖြစ်တယ်လို့ဖော်ပြပါတယ်။ထုတ်ပြန်ချက်ထဲမှာဖော်ပြရမှာတော့နေရီကန်ဘျူဟာဂုံးအားအပိတက်သိမ့်ပတ်ရယူရအတွက်အနေငယ်သောလက်ကျန်နေရအချို့ကိုထူးဆစ်စင်တိုက်ခိုက်နေတဲ့ကဲ့သို့ကစင်ကလျားထွက်ပြေးနေကြသောရန်သူများနဲ့လည်းနေရအချို့မှာတိုက်ပွဲများဆက်လက်ဖြစ်ပွားလျက်ရှိပါသည်လို့ဖော်ပြထားပါတယ်။ လက်နက်ချအလင်းဝင်ရောက်လာတဲ့သူတွေကိုလည်းစစ်တုံးပန်းဥပဒေနဲ့အညီကောင်းမွန်စွာပြုစုစောင့်ရှောက်ထားတယ်လို့ဆိုထားပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတကတော့ပဲခူးတိုင်းပန်းတောင်မြို့နယ်မှာရှိတဲ့စစ်တပ်ရဲ့0.666စကန်ကုန်းကိုအေအေကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက်လက်ရကန်ပြူဟာကုန်းကိုလည်းအပြစ်သက်သိမ်းပိုက်နိုင်ရည်ထူးစစ်စင်းနေကစစ်တွေမျိုးအနည်းမှလည်းတိုက်ပွဲများပြင်းထန်နေကြောင်းတင်ဆက်ပေးပါမယ်ပဲခူးတိုင်းပန်းတောင်မြို့နယ်မှာရှိတဲ့စစ်တပ်ရဲ့0.666စကန်ကုန်းကို အေအေကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီနော်နေအေကန်ပြူဟာကုန်းကိုလည်းအပြီးသက်သိမ်းပိုက်နိုင်ရေးဒိုးစစ်စင်နေကြောင်းအေအေကယမန်နီညပိုင်းမှာတရင်ထုတ်ပြန်ပါတယ်အော်တိုဘလာ14ရက်နေ့မနက်9:05မိနစ်အချိန်မှာပဲခူးတိုင်းပန်းချောင်းမြို့နယ်ပကံကွေးပကံကွေးကြေးရွာတောင်ဘက်အနီးမှာရှိနေတဲ့စစ်တပ်ရဲ့666ပွိုင်ကုန်းကိုစတင်ဒိုးစစ်စင်တိုက်ခိုက်ခဲ့ပြီနော်၃နိုင်ခန့်အကြာသုံးဘက်သုံးတမဒိုးစစ်စင်တိုက်ခိုက်မှုအပြီးမှာအဆိုပါ666ပွိုင်ကုန်းစခန်းကိုအေအေကသိမ်းပိုက်ရရှိယူနိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ် အေအေကသင်းပတ်ရရှိတော်တဲ့ပွင့်666စကန်းကုန်းနဲ့ပတ်ဝန်းကျင်မှာနှစ်ဖက်တိုက်ပွဲများဖြစ်ပွားနေဒီမှာ ကာလအတန်ကြာမြင့်ခဲ့ပြီဖြစ်ပေမဲ့လေအော်တိုဘာလ14ရက်နေ့မှာတော့အေအေကဒုစစ်အရှင်ကိုမြင့်တင်၍တက်ခတ်ခဲ့ခြင်းဖြစ်ကြောင်းပွင့်666စကန်းသင်းပိုက်ခဲ့စဉ်မှာစစ်သားမတအလောင်းတချို့လက်နက်ခေရန်နဲ့စစ်အုံဆောင်ပစ္စည်းတချို့ကိုလည်းတင်ဆက်ရရှိခဲ့ကြောင်းအဆိုပါဒုစစ်အတွင်းမှာအေအေစစ်တီတချို့လည်းကြာဆုံးခဲ့ရကြောင်းသိရှိရပါတယ် အလာရူအီအီကစစ်တပ်ရဲ့နေရီကန်ဘီယောကုံစခန်းကိုအပြစ်သက်သိမ်းပိုက်ရယူရန်အတွက်အနေငယ်သောလက်ကျန်နေရာအချို့ကိုဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ကဲ့သို့ကစင်ကလျက်ထွက်ပြေးနေကြတဲ့စစ်တပ်နယ်လေနေရာအချို့မှာတိုက်ပွဲများဆက်လက်ဖြစ်ပွားလျက်ရှိကြောင်းလက်နက်ချအလင်းဝင်ရောက်လာသူတွေကိုလည်းစစ်တုံးပန်းဥပဒေနဲ့အညီကောင်းမွန်စွာပြည်စုဆောင်ရှောက်ပေးထားကြောင်းသိရှိရပါတယ်။အီအီကသိမ်းပိုက်ရန်ကြံရှိနေတဲ့ရခိုင်ပြည်စစ်တွေမျိုးအနီးပတ်ဝန်းကျင်မှာလည်း လက်နက်ကြီး drone အပြန်အလှန်တိုက်ခိုက်မှုများမှာယခုရပ်ပိုင်းများအတွင် ပုံမူပြင်းထန်လျက်ရှိကြောင်းဒါအပြင်အရကပဲခူးတိုင်းအဆက်အရကမကွေးတိုင်းအဆက်အရကအေယာဝတီတိုင်းအဆက်တို့မှာစစ်တပ်ရဲ့ထိုးစစ်တွေကိုအရကတပ်တော်ရဲ့အကောင်းဆုံးခံစစ်များနဲ့အတူတံပြန်ထိုးစစ်များဟန်ကျင်ကြီးဆင်နွှဲလျက်ရှိပါကြောင်းသိရှိရပါတယ်။ယင်းအပြင်ယမန်နေ့အော်တိုဘားလ15ရက်နေ့မွန်လွဲ3:55မိနစ်အချိန်မှာအေယာဝတီတိုင်းရေကြီးမြို့နယ် ဆက်ဆက်ယူကြည်ရွာအနီးမှာလည်းတိုက်ပွဲဖြစ်ပွားခဲ့ပြီးတိုက်ပွဲမှာမိနစ်အနည်းငယ်ကြာမြင့်ခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့ဗမော်မြို့သုံးမိုင်လမ်းစုံအနီးတိုက်ပွဲမှာစစ်ကောင်စီနှစ်ဦးသေဆုံးပြီးလက်နက်နက်လက်သိမ်းဆည်းရရှိကနေ့စဉ်တိုက်ပွဲပြင်းထန်နေပြီး KIA တပ်မဟာ3စစ်တပ်တာဝန်ယူထားတဲ့နေရာတို့မှာစကန်ကုန်းအချို့ကိုပြန်လည်ရရှိခဲ့ကြောင်းတင်ဆက်ပေးပါမယ်ကချင်ပြည်နယ်ဗမော်မြို့သုံးမိုင်လမ်းစုံအနီးစစ်ကောင်စီစစ်ကြောင်းတွင်တော်လိုင်းအင်အားစုတွေအကြတိုက်ပွဲဖြစ်ပွားခဲ့ပြီးတဲ့နောက် စစ်ကောင်စီဘက်ကနှစ်ယောက်တိုက်စုံကလက်နက်နက်လက်ကိုတင်စေရရှိခဲ့ကြောင်းသိရှိရပါတယ်။စစ်ကောင်စီအနေနဲ့ဩဂတ်လမှစတင်ကဂုံးဝိတ်စစ်ကဲမှတဆင့်ပမော်မြို့ကိုလူလက်နက်အင်အားဖြင့်တင်းပြတဲ့နောက်ခန့်စစ်အနေထားမှထိုးစစ်ပုံစံပြောင်းလာပြီးတလိုင်းအင်အားစုတွေရှိရာနေရာကိုထိုးစစ်ဆင်မှုတွေပြုလုပ်ခဲ့တယ်လို့သိရှိရပါတယ်။ပြီးခဲ့တဲ့အော်တိုဘတ်လ၁၀ရက်နေ့ကလည်းစစ်ကောင်စီစစ်ကြောင်းထိုးလာမှုကြောင့် KIA တပ်ဖွဲ့ဝင်တွေနဲ့စစ်ကောင်စီတို့အကြပမော်မြို့၃မိုင်လမ်းစုံအနီးမှာရှိတဲ့ အောင်ပင်လေ KTV အနီးအနားမှာထိတွေ့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့တယ်လို့သိရှိရပါတယ်။အဆိုပါတိုက်ပွဲအတွင်မှာစစ်ကောင်စီဘက်မှစက္ကဆာနှစ်ယောက်တေဆုံသွားခဲ့တယ်လို့ဒဏ်ရာရရှိသူအမြောက်အများလည်းရှိတယ်လို့သိရှိရပါတယ်။အထိနာသွားတဲ့စစ်ကောင်စီအနေနဲ့တိုက်ပွဲဖြစ်ပွားရာအဆိုပါတုံးမိုင်လမ်းစုံအနီးမှာပြန်လည်ဆုတ်ခွာသွားပြီးခဲ့တယ်နော်။တော်လိုင်းအင်အားစုတွေကရှင်းလင်းရေးလုပ်ရမှာစက္ကဆာအလောင်းတလောင်းနဲ့လက်နက်နက်လက်တို့ကိုတင်စေရရှိခဲ့တယ်လို့မြေပြင်တော်လိုင်းသတင်းရှင်းမြစ်တူကဆိုပါတယ်။ ဟူရက်ကတော့သုံးမိုင်လမ်းစုံအောင်ပင်လေ KTV လမ်းစုံနားမှာခွေးမသာစစ်သားအလောင်းနှစ်ကောင်တကောင်ကတော့သူတို့ဆွဲသွားတယ် MA1 တက်လက်ရဲ့ MA3 တက်လက်ရဲ့ရလိုက်တယ်လို့ဆိုပါတယ်ဒါအပြင်ဗမာမျိုးတွင်သုံးမိုင်ပတ်ချာလဲမာတမကအခြားသောစစ်မျက်နှာတွေမှာလည်းစစ်ကောင်စီဘက်ကစစ်ကြောင်းထိုးတာတွေပြည်လုံးနေတာကြောင့်နေ့စဉ်တိုက်ပွဲဖြစ်ပွားနေတယ်လို့သိရှိရပါတယ်ဒါရင်မကပဲ KNA ရဲ့တမဟာ7နဲ့တမဟာ3မှာတပ်ပွဲတွေတာဝန်ယူထားတဲ့ဗမော်ရှေတဲ့စစ်မျက်နှာမှာလက်လွတ်ထားရတဲ့ကာကင်စကန်အချို့ကိုလည်း KNA ကဒီရက်ထဲမှာပြန်လည်သိမ်းပိုက်နိုင်ခဲ့တာတွေရှိတယ်လို့အဆိုပါတော်လိုင်းသတင်းရှိမြစ်ကစက်ပြောပါတယ်။တိုက်ပွဲကတော့နေတိုင်းလူလူဖြစ်တယ်။ဗမော်စစ်မျက်နှာဘက်ကတက်မဟာတစ်တစ်တက်မဟာ၃တာဝန်ယူထားတဲ့ဘက်ကကာကင်းတွေပြန်ရတယ်ဆိုတာလည်းဟုတ်တယ်လို့ဆိုပါတယ်။ဗမော်မျိုးဟာကချင်ပြည်နယ်ရဲ့ဒုတိယအကြီးဆုံးမျိုးဖြစ်တယ်လို့မြောက်ပိုင်းတိုင်းအခြေစိုက်ရာမြစ်ကြီးနားမျိုးတို့ကတမကမိုးကောင်းမွန်းညင်းတို့ကိုပါဆက်သွယ်ထားတဲ့လမ်းမကြီးပေါ်မှာတည်ရှိတာကြောင့်ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာအရေးကြီးတဲ့မျိုးလည်းဖြစ်ပါတယ်။ ဒါကြောင့် KIA ဦးဆောင်တဲ့တော်လိုင်းအင်အားစုတွေကဗမော်မြို့ကို2024ခုနှစ်ဒီဇင်ဘာလကစတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးစစ်ကောင်စီကလည်းမြို့မကျစေရေးအတွက်ရေချောင်းလေချောင်းတွေကပါစစ်ကူအင်အားဖြင့်တင်ပြီးခုခံကာကွယ်နေတယ်လို့သိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့မြန်မာနိုင်ငံယခုအချိန်ထိရောက်ရှိရခြင်းမှာစစ်တပ်ရဲ့အကြမ်းကြီးညှိနှိုင်းမှုကိုလက်မခံဘဲအတင်းလွတ်တော်ခေါ်ခဲ့တဲ့ NLD ကြောင့်ဖြစ်တယ်လို့ကြက်ဖုတ်ခင်ကြီးအပြစ်တင်ပြန်ခဲ့ကြောင်းတင်ဆက်ပေးပါမယ် မြန်မာနိုင်ငံအနေနဲ့ယခုကိတုအခြေအနေမျိုးရောက်ရှိနေရခြင်းမှာစစ်တပ်ရဲ့အကြင်ကြီးညှိနှိုင်းမှုကိုလက်မခံဘဲအတင်းလွတ်တော်ခေါ်ရန်ကြိုးပမ်းခဲ့တဲ့ NLD ကြောင့်ဖြစ်ကြောင်းကျန့်ဖို့ပါတီဥက္ကဋ္ဌခင်ကြီးကအပြစ်တင်ပြောဆိုလိုက်ပါတယ်။နီပြီးတော့ဇီယာသီရီမြို့နယ်မှာလာရောက်ခိုလုံနေတဲ့ကျန့်ဖို့ပါတီအဆက်အနွယ်စစ်ပီးရှောင်များကိုကူညီထောက်ပံ့မှုများပေးအပ်တဲ့အခမ်းအနားမှာခင်ကြီးကထို့သို့ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။စစ်ပီးရှောင်ရတဲ့အကြောင်းရင်းကိုတေချာစွာပြင်ဆင်စားကြည့်ရင်2020ရွေးကောက်ပွဲမတိုင်မီကာလ နိုင်ငံတဝန်းအလွန်အေးချမ်းခဲ့ကြောင်းသူရမ2020ရွေးကောက်ပွဲအပြီးစစ်တပ်ရဲ့အကြိမ်ကြိမ်ညှိနှိုင်းမှုကိုလက်မခံခဲ့ပေလွတ်တော်ကိုဇွတ်ခေါ်ယူရန်ကြိုးပမ်းခဲ့တဲ့အာဏာရှိအဖွဲ့အစည်းရဲ့လုံရကြောင်းယခုကဲ့သို့အခြေအနေများဖြစ်ပေါ်လာရခြင်းဖြစ်တယ်လို့ကြံ့ဖို့ခင်ကြီးကဆိုပါတယ်ကြံ့ဖို့ခင်ကြီးက NLD လို့တိုက်ရိုက်အမည်မတက်ပေမဲ့လည်းတရကမှာရင်းအချိန်ကအာဏာရှိတဲ့အဖွဲ့အစည်းဖြစ်တယ်လို့ဆိုက NLD ရဲ့ဇွတ်အတင်းလုံးမှုကြောင့်ယခုကဲ့သို့အခြေအနေများဖြစ်ပေါ်လာရခြင်းဖြစ်တယ်လို့ပြောဆိုပါတယ်။ပြန်စစ်ဆေးကြည့် 2020ရွေးကောက်ပွဲရွေးကောက်ပွဲမတိုင်မီအချိန်တုန်းကအေးအေးချမ်းချမ်းပဲသွားကျင်တဲ့နေရာကိုသွားလို့မရဘူးလားအလူတန်းတွေလည်းလုပ်လို့မရဘူးလားကလေးတွေကြောင်းပြပြွှွှွှွှွှတက်လို့ရတယ်ကျန်တဲ့အသက်အန္တရာယ်ဆိုတာမရှိတလို့ပါပဲအေးအေးချမ်းချမ်းနဲ့ကျွန်တော်တို့နိုင်ငံကြီးကဒီလိုနှစ်ပေါင်းများစွာဖြစ်တည်လာတဲ့အခြေအနေရှိတယ်သို့တော်လည်း2020ရွေးကောက်ပွဲကာလမှာအဲ့ဒီတော့ဒီနေရာမှာတာဝန်ရှိတဲ့နိုင်ငံတော်အဖွဲ့အစည်းတွေနိုင်ငံရေးပါတီတွေညှိနှိုင်းနိုင်နိုင်လှုပ်ကြဖို့ပြန်လည်စစ်ဆေးဖို့ကြိမ်ဖန်များစွာတောင်းဆိုပါတယ် သို့တော်လည်းအဲ့ဒီအချိန်တုန်းကအာနာရှိနေတဲ့အဖွဲ့အစည်းကလက်မခံခဲ့ကြပဲအတင်းအဓမ္မလွတ်တော်ခေါ်ယူဖို့လွတ်တော်ဖွဲ့ဖို့လုပ်တယ်လွတ်တော်ဖွဲ့ပြီဆိုရင်အစိုးရတပ်တန်းတစ်ခုထပ်ဆရတော့မှာပေါ့ပြည်သူရဲ့အသေးချာကမေးတပြဆိုတာကလည်းအတိပယ်မရှိတော့ဘူးပေါ့အချိန်ချင်းနှိမ့်နိုင်တော့လဲအတင်းလုပ်တဲ့အတွက်ကြောင့်ဒီလိုဖြစ်ရတာပါတရခင်ဘယ်သူလဲလို့မေးရင်အဲ့ဒီတုန်းကရှိခဲ့တဲ့အဖွဲ့အစည်းရဲ့အတင်းအဓမ္မဆောင်ရွက်ချက်ကြောင့်လို့ပြောရမှာပဲလို့ကြံ့ဖို့ခင်ကြီးကဆိုပါတယ်ရဲ့ပြင် NLD တချို့မှပြပကိုထွက်ခွာသွားပြီး မြေပေါ်မှာလည်းလက်နက်ကင်တိုက်ခိုက်မှုများလှုပ်ဆောင်နေကြောင်းထို့ကြောင့်တိုင်းပြည်လက်ရှိအခြေအနေမှာ NLD ကြောင့်ဖြစ်ရခြင်းဖြစ်တယ်လို့ခင်ကြီးကဆိုပြန်ပါတယ်အပွဲစည်းဝင်တွေတချို့တွေပြပကိုထွက်ပြေးသွားတယ်မြေပေါ်မှာလက်နက်ကင်တောင်းကျန်သူတွေပေါ်လာတယ်ကျွန်တော်ပြောသလိုတိတ်ဆိတ်အေးချမ်းတဲ့ကျွန်တော်တို့နေမြေလေးကအကြမ်းဖက်လူတွေကြောင့်လက်နက်ကင်ပြစ်ပခတ်တွေပေါ်လာတယ်သူတို့ကြောင့်ပေါ်ရတာကျွန်တော်တို့ပါတီဝင်တွေထောင်ကျော်အသက်ခံရတယ်ရုံးတွေမြောက်များစွာမိရှုခံရတယ်လို့ခင်ကြီးကပြောဆိုပါတယ် မေအောင်နိုင်ကလည်းနိုင်ငံလက်ရှိအခြေအနေရောက်ရှိရခြင်းမှာ NLD ပါတီကြောင့်ဖြစ်တယ်လို့မကြာခဏဆိုသလိုထုတ်ဖော်ပြောဆိုနေချိန်ကြောက်ဖို့ဥက္ကဋ္ဌခင်ကြီးကလည်းရင်းကဲ့သို့အမြင်တဘောတူညီစွာနဲ့ NLD ပါတီကိုအပြစ်ဖို့လာခြင်းဖြစ်ပါတယ်။2020ရွေးကောက်ပွဲအပြီး NLD ပါတီကအပြစ်အသက်မဲအနိုင်ရရှိချိန်မှာလည်းစစ်တပ်ကဂျောင်းဝင်းရံနဲ့အနာသိဉ္ဇက်ကျက်ဖို့ပါတီကဦးဆောင်၍၎င်းရဲ့နောက်လိုက်များနဲ့အတူကြီးညာချက်ထုတ်ပြန်တောင်းဆိုခဲ့ပါရခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးခြင်းတကတော့တီဘောမြို့ကိုစစ်ကော်မရှင်ထပ်မံသိမ်းပိုက်လိုက်ပြီး TNL လက်လွတ်ခဲ့ရတဲ့မြို့၃မြို့ထိရှိလာကြောင်းတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းတီဘောမြို့ကိုစစ်ကော်မရှင်ကထပ်မံသိမ်းပိုက်လိုက်ပြီးဖြစ်ကြောင်းမြေပြင်တနင်းချင်းမြေများထံကနေစုံစမ်းသိရှိရပါတယ်။ယမန်နေ့အော်တိုဘာလ15ရက်နေ့ညနေပိုင်းမှာစစ်ကော်မရှင်တပ်ကတီဘောမြို့အတွင်းထိကိုဝင်ရောက်နိုင်ခဲ့ခြင်းဖြစ်ပြီးတောင်းတက် TNL ဘက်ကနောက်ဆုတ်ပေးလိုက်ရကြောင်းသိရှိရပါတယ်။စစ်တပ်ကမြို့ရဲကိုရောက်ရှိနေပြီး ကျွန်တော်တို့ဘက်ကလည်းအတက်နိုင်ဆုံးခုခံခဲ့တယ်။ဒါပေမဲ့အချင်းနေအမျိုးမျိုးကြောင့်နောက်ဆုတ်ပေးလိုက်ရတယ်။ထိခိုက်မှုကတော့နှစ်ဖက်လုံးထိခိုက်မှုရှိပါတယ်လို့မြေပြင်သတင်းရင်းမြစ်တဦးကဆိုပါတယ်။စစ်ကော်မရှင်တပ်ဟာရမန်နေကတီဘောမြို့အနီးမှာရှိတဲ့ဘောကျူကြီးရွာကိုသိမ်းပိုက်ပြီးနောက်အနီးနားမှာရှိတဲ့ကြီးရွာ6ရွာထက်မနည်းကိုလေကြောင်းအုံပြုပြီးဘုံအလုံး90နီးပါးနဲ့ဘုံကျစ်တက်ခတ်ခဲ့ပါသေးတယ်။ဒါအပြင်ယနေ့မှလည်းစစ်ကောင်စီကတီဘောမြို့နယ်စံဖိတ်ကြီးရွာကိုဘုံကျစ်တိုက်ခိုက်မှုကြောင့် ဒီတော့ခံအမျိုးသမီးဘုံစာတိမကတန်ရာပြင်းထန်စွာရရှိခဲ့ကြောင်းသိရှိရပါတယ်။စစ်တပ်ကမြို့ထဲကိုရောက်နေပြီးတအောင်းတက်တွေနဲ့တဖြည်းဖြည်းနောက်ဆုတ်ပေးလိုက်ရတဲ့အခြေအနေတွေ့ရတယ်။စစ်တပ်ဘက်ကတော့လီချောင်းတိုက်ခိုက်မှုဇက်တိုက်လုပ်နေတော့ပြန်ပေးလိုက်ရတဲ့သဘောရှိတယ်ထင်တယ်လို့တီဘောမြို့ခံမြို့သားတဦးကဆိုပါတယ်။စစ်ကော်မရှင်ဟာတီဘောမြို့ကိုပြန်လည်သိမ်းပိုက်နိုင်ရတော့မြေပြင်ထိုးစစ်ပြင်လီချောင်းတိုက်ခိုက်မှုကိုအတိအကအသုံးပြုပြီးဘုံကျဲတိုက်ခိုက်မှုကြောင့်နှစ်ပတ်အတွင်းဒေသခံ30ကျော်တိတေဆုံးခဲ့ရပါတယ်။ ပြီးခဲ့တဲ့အော်တိုဘာလ၁ရက်နေ့မှာစစ်ကော်မရှင်ဟာကြောင်မဲမြို့ကိုသိမ်းပိုက်ပြီးနောက်တီဘောမြို့ကိုဆက်လက်ထိုးစစ်ဆင်လာခြင်းဖြစ်ပြီး15ရက်အတွင်းတီဘောမြို့ကိုသိမ်းပိုက်နိုင်ခြင်းဖြစ်ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းမှာ TNL ထင်းကျုပ်ထားတဲ့မြို့များဖြစ်တဲ့နောက်ချုံမြို့ကိုဇူလိုင်လ16ရက်နေ့မှာစစ်တပ်ကသိမ်းပိုက်နိုင်ခဲ့ပြီးအော်တိုဘာလမှာကြောင်မဲနဲ့တီဘောမြို့များကိုပါပြန်လည်သိမ်းပိုက်နိုင်ခဲ့ခြင်းကြောင့်ရင်းမြို့၃မြို့ကိုသိမ်းပိုက်နိုင်ရန်စစ်ကော်မရှင်ကအချိန်၃လတာယူခဲ့ရပါတယ်။ စစ်တပ်ကမြို့ထဲရောက်လာတော့တိုက်ပွဲကငြိမ်သွားပြီလို့ပြောတယ်။ကျမလေးစစ်ရှောင်းနေရတော့အွန်လိုင်းကနေပဲသတင်းတွေလိုက်ကြည့်နေရတယ်။အတိမိတ်ဆွေတွေကိုမိတော့ငြိမ်နေတယ်လို့ပြောတယ်လို့တီဘောမြို့မှာစစ်ဘေးရှောင်လာတဲ့အမျိုးသမီးတဦးကဆိုပါတယ်။ TNL ပူပေါင်းတပ်ဟာတီဘောမြို့ကိုယမန်နေ့2024ခုနှစ်အော်တိုဘားလ12ရက်နေ့အတွင်းမှာသိမ်းပိုင်နိုင်ခြင်းဖြစ်ပါတယ်။လက်ရှိတီဘောမြို့ကိုစစ်ကောင်စီတန်လက်လွတ်ပေးလိုက်ရသည့်နေ့ပတ်သက်ပြီး TNL ဘက်ကတစုံတရာထုတ်ပြန်ထားမှုတော့မရှိသေးပါဘူးခင်ဗျာ။ ။ဟုတ်ကဲ့ပါ။အခုလိုသတင်းများကိုနောက်ဆက်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်။နောက်ထပ်တော်လိုင်းသတင်းတို့များလည်းပြန်လာခဲ့ပါမယ်။မြန်မာပြည်သူပြည်သားအပေါင်းအကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လန်နေတဲ့ကိုချင်းတို့တွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ။